ီနူနာကတော့ तू သိကျင်တာပေါ့နော် तू ကဂစီတက်ကိုတဲ့ तू မစားဘူးတဲ့ဒါပေမဲ့ရှောင်းနေပေါ့နော်တဘောကတော့ပြီးရင်သွေးကြိုတွေကတက်နေတယ်ပေါ့နော်ဘာကြောင့်လဲပေါ့နော်အဲအဲ့လေးလဲဟိုဂစီတက်နဲ့ပတ်သက်ပြီးလဲဟိုဆက်ဆက်ပြီးရှင်းပြပေးပါဘုရားဟိုတော်တော်များတော့ဂစီတက်စားရင်သွေးတွင်း ချိုတက်များတယ်ပေါ့နော်။မှန်တင်းစလောက်တော့မှန်ပါတယ်။ဒါပေမဲ့ချို့တော့အကြောင်းအရာတွေမှာကစီတက်နဲ့မဆိုင်ပဲတက်တာရှိတယ်။ဥပမာဆိုလို့ရှိရင် stress အများများနေတဲ့အချိန်သူတို့ဆိုပြောတယ်ကျွန်မကဟိုတစ်ပတ်ကစိတ်ဖိစီးမှုများလို့ဒီတစ်ပတ်စီးချို့တက်သွားတယ်လူနာရီတောင်တိတယ်ပေါ့နော်။သူတို့ကသူတို့အဲပြန်ပြီးတော့တိနိုင်တယ်။အဲစိတ်ဖိစီးမှုများတဲ့အခါမှာထွက်လာတဲ့ဟော်မုန်းတွေရှိတယ် stress hormone လို့ခေါ်တယ်ဒီဟော်မုန်းတွေကစီးချိုတက်စေတယ်ဒါကြောင့်စီးချိုလူနာတွေကိုမှားတယ်စိတ်ဖိစီးမှုကိုလျှော့ချဖို့အတွက်ပေါ့ နံပါတ်1ကတော့ပိုးတစ်ခုခုဝင်လဲဒါအဆမ်းစားပဲနဲ့ဦးစီးကျူတွေတက်တက်တယ်။မနေမကောင်းဖြစ်တဲ့ဖျားနာတဲ့ခါတွေတီဘီဖို့ရှိတယ်၊ခြေထောက်မှာအနာဖြစ်တတ်တယ်။အဲအဲ့လိုအချိန်ကြီးမှာဆိုလို့ရှိရင်လူနာအစာတော်မစားနိုင်ဘူး။ဒါပေမဲ့သူတို့ရဲ့စီးကျူတွေကထင်ထားတာတက်ကိုပိုပြီးတက်နေတတ်တယ်ပေါ့နော်။အဲ့တော့ပိုးဝင်လဲဖြစ်စေပေါ့။နောက်ကအိတ်ကြီးပြတ်လို့ရှိရင်လည်းစီးကျူကွန်ထရိုးမကောင်းတတ်ပါဘူး။အနည်းဆုံးတော့အိတ်ချိန်ကကျမတို့ကတညကိုအနည်းဆုံး9နာရီလောက်ရှိစေနိုင်ပါတယ်။အဲ့တော့9 6နာရီထက်လည်းနည်းအိမ်မယ်။ 6နာရီထက်လည်းပိုအိပ်မယ်ဆိုရင်တော့ဒါမကောင်းဘူးပေါ့လေဒါကြောင့်အနည်းဆုံးတော့အဲအိပ်ချိန်က9နာရီလောက်ရှိရမယ်ပေါ့လေဒါကလည်းစီချိုကွန်ထရိုးကောင်းစေတဲ့အထက်မှာပါတယ်နောက်တစ်ခုကကြတော့ခုနပြောတဲ့အခြားသောယောဂတွေသူ့မှာရှိနေတာလားလဲဖြစ်နိုင်တယ်။ဆိုကြပါစို့တခြားသောဟော်မုန်းများစေတဲ့ယောဂကြောက်ကတ်ကနေဟော်မုန်းထုတ်တဲ့ကြောက်ကတ်ပေါ်ကအချိန်ကဟော်မုန်းထုတ်တဲ့ယောဂတွေပေါ့နော်။ဒီလိုဟော်မုန်းထုတ်တဲ့ယောဂတွေမှာစီးချိုကရုတ်တရက်ကောင်းနေတာနေထိန်းမှုမရဘူးဆိုလဲတခြားဟော်မုန်းယောဂတွေ တွင်းနေလားဆိုတာစဉ်းစားရတယ်။နောက်ကိုကဆေးတွေဥမာဒူနာတော့သူကသူဒီစီချိုဆေးပဲတောက်တယ်ပေါ့နော်။ဒါပေမဲ့မတိပဲနဲ့အဲဆက်ဆေးလိုဟာမျိုးတွေထဲမှာစတီရိုက်ဟော်မုန်းပါတဲ့ဆေးမျိုးတွေကိုတောက်မိတယ်။ ပရနစလုံးတို့ဒိုက်ဆာမီသဆုံးတို့ခေါ်တဲ့အယောင်ကြစည်းတို့သူကဆေးသွားထိုးလိုက်တယ်တို့တောက်တော့တောက်လိုက်တယ်လို့ဆိုလို့ရှိရင်သူကအစာမစားဘဲနဲ့လဲစီးချိုတွေတက်နေနိုင်ပါတယ်။ဒါကြောင့်ကျမတို့ကကစီဓာတ်မစားဘဲနဲ့စီးချိုတက်နေရဆိုရင် ခုနပြောခဲ့တဲ့ချက်လက်တွေအကုန်လုံးပြန်ပြီးတော့ရှာဖွေဖို့လိုပါတယ်။ဩော်ဒါဆိုကစီဓာတ်ကလည်းဟို မိကုန်းညမှာတော့ပါပြန်မှုတော့ဒီနေ့စားမယ်ပမာဏရှိတယ်ဒီတက်ကတော့သူကအတင်းတဲ့စားလို့ရတဲ့အထဲမှာတော့ပါပါတယ်ဟိုစားတန်းပေးတန်းနဲ့ပြောမယ်ဆိုရင်တော့ဒီနေ့ကယ်လိုရီ ပမာဏပေါ့အဲဆွမ်းအင်ထက်သူက30ရာခိုင်နှုန်းလို့ပါလို့ပြောပြမယ်ကျမတို့လူနာတွေကဒီ30ရာခိုင်နှုန်းနေပါလေကယ်လိုရီကိုမတွက်တတ်ဘူးပေါ့နော်အဲ့တော့သူတို့ဘယ်လိုပြောလိုက်လဲဆိုလို့ရှိရင်တော့ကိုယ်လက်မှာပတ်လဲ ကိုလဲမပတ်လဲရှိရဲ့ပကံကို၄ပုံပုံလိုက်ပါအဲ့ဒီရဲ့၄ပုံပုံတစ်ပုံကထမင်းစားလို့ရတယ်။ဘာလို့ဒီကလူတွေကထမင်းမဲစားကြတာဆိုတော့เนาะအဲ့တော့ကစီတက်ကိုအကြမ်းမြင်းစားမယ်ဆိုရင်ကိုလဲမပတ်လဲရဲ့၄ပုံတစ်ပုံစားပါအသင့်တင်တော့ရပါတယ်။အဲ့တော့ခြံနဲ့တဝက်ကိုတော့အမြင်များတဲ့ဒီရွက်တွေပေါ့ကြိုက်တဲ့ဒီရွက်တွေစားလို့ရတယ်။ခြံနဲ့၄ပုံတစ်ပုံကိုတော့အဲအသားဓာတ်ပေါ့ပရိုတင်းဓာတ်စားပါလို့အကြမ်းမြင်းမှားလိုက်တယ်ဆိုရင်သူတို့အတွက်လုံလောက်ပါတယ်။ အဲဒီဒီမိကွန်းကပေါ့နော်ဒါဟာစီချိုဆိုရင်မှရ HBA1C အဲ3လစစ်တယ်ပေါ့စစ်တယ်ပေါ့နော်အဲဒါပေမဲ့ဒီလူလာသူတည်ကျင်တာပေါ့နော်ဒီဒီ HBA1C အပြင်ဒီ metabolic head ကိုတဲ့ကိုရင်းမှာတိုင်းတာလို့ရတယ်အနီးနီးလန်းပေါ့နော်ရှိသလားအဲ metabolic head လို့ပြောရင်တော့ခနာကိုရဲ့တစ်ခုလုံးခြုံငုံ ပြီးတော့ပါတယ်ဟုတ်ပါ အဲ့တော့ကျမတို့ဒီစစ်နေကြမယ်ဒီရဲ့ချက်ကတည်းနဲ့တိမ်မတူပေါ့နော်။ဒါပေမဲ့လူတယောက်ကျမ်းမာတယ်မကျမ်းလာဘူးဆိုတာတော့ပြောရခက်တယ်။ဒါပေမဲ့ तू ပြန်ကြည့်လိုက်တော့အရင်ဆုံးအမြင်ရနေပေါ့။သွေးစစ်ထားတဲ့ဆိုင်အမြင်ရနေဒီလူရဲ့ BMI ကိုလေးချိန်နဲ့အရက်ကိုတိုင်းတဲ့ BMI ဝါလာပေါ့လေ။အဲ့တော့ BMI ကလူဒီကျမတို့အရှိတောင်အာရှတိုက်သားတွေအတွက်ဆိုရင်တော့23ထက်ကျော်ရင်တော့ နည်းနည်းတော့ဝိတ်များနေပြီလို့ပြောလို့ရ23နဲ့ဖြတ်ပြီတော့ဟုတ်တယ်ဟိုတချို့ကကြတော့ BMI ကအရက်ရှိတဲ့လူတွေကဩသူက23ထက်တော့မကြော်ဘူးပေါ့တိတ်မွားလို့ပြောပြမယ်အဲ့ဒါဆိုရင်လဲတဲ့ခါးကိုတိုင်ကြည့်လိုက်တဲ့ခါးဆိုင်ပေါ့နော် တော့အမျိုးသားတွေမှာ60စင်တီမီတာတည်းကျော်တယ်အမျိုးသမီးတွေက80စင်တီမီတာတည်းများရင်တော့အဲ့ဒါလည်းမကျန်းမာဘူးတဲ့ဟုတ်မကျန်းမာဘူးအဲ့တော့ကြီးလိုက်ရင်တော့ချို့တွေကလူကတော့တိတ်မွားဘိုက်ပဲရွှဲနေတာပေါ့နော်အဲ့ဒါဆိုတော့ဘိုက်မကျန်းမာဘူးပြောရမှာပေါ့နော်အဲ့တော့ဘိုက်ကကျွန်တော်ဘီအမ်အိုင်ကတော့ကြိုက်တယ်ဒါပေမဲ့ visceral fat လို့ခေါ်တဲ့ကလီစာထဲမှာစီတွေများနေဘိုက်မာလာပြီးတော့ပြရတယ်အဲ့တော့အရင်ဆုံးအလွယ်ဆုံးကကိုယ့်အကူသွေးတွေဆက်တာတဲ့ဆိုင်အရင်ဆုံးခါဆိုင်လေးတိုင်းကြည့်လိုက်ပါ ခါဆိုင်က90နဲ့80ပေါ့ဒီတဲ့အများရင်တော့ကိုကအဲခနာကိုရဲ့ကိုတွင်းထဲမှာရှိရဲ့အစီပေါ့ visceral fat တွေများနေပြီလို့ပြောလို့ရတယ်။နောက်လွယ်တာဘာလဲဆိုတော့ pressure တိုင်းကြီးလိုက်ပေါ့။သွေးထိုးနေပြီလား။သွေးထိုးတာလည်းဒီနှလုံးတို့ညီကျန်တဲ့ခနာကိုကိုလည်းထိခိုက်စေတဲ့လေဖြတ်စေနိုင်တဲ့ metabolic health တစ်ခုပဲပေါ့လေ။ pressure ကိုတော့များသောအားဖြင့်130 80ထက်အမြဲကိုများနေပြီဆိုရင်ဒါသွေးထိုးနေပြီလို့ပြောလို့ရတယ်။ တော့တွေးတိုးလာလဲတိုင်ကြီးအရက်ကလေးနဲ့ဒီ body weight နဲ့ချိန်ပြီး BMI အတွက်ပြီးရင်ခါဆိုင်တိုင်ဒါစီတော်တော်တော့လွယ်တဲ့ကိစ္စပေါ့ဒါဒီမှာကိုကဟို normal မထွက်နိုင်ဘူးဆိုရင်ကိုကမကြမ်းပါဘူးလို့ပြောလို့ရတယ်ဒီတဲ့ပုံပြီးတဆင့်တက်မယ်ဆိုရင်တော့စီချိုရှိလာပေါ့စီချိုရှိရင်တော့ဒါစီချိုတွေကိုရောက်သွားပြီဒါဆိုစီချိုမရှိသေးဘူးဆိုရင်ကနအူးအချိုစီချိုဖြစ်နေနိုင်သေးတယ် ဒါကဘယ်လိုပြောလဲဆိုရင်တော့အစာမစားမီမနက်ကိုပေါ့လေစောစော fasting စတဲ့ glucose တရာထက်များနေပြီဒါမဲ့126တော့မကျော်သေးဘူးဆိုရင်အကျိုးစီးကျို့ပေါ့အဲ့တော့တော်တော်များများကတော့ကျမတို့ဒီ fasting ညူပဲစစ်ကြတယ်ဟုတ်ဟုတ်အဲ fasting ကောင်းနေဆိုပြီးတို့ကကောင်းနေပေါ့ဒါပေမဲ့လွတ်နေတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ glucose တောက်ပြီးတော့85 gram glucose ကိုတောက်ပြီးတော့စစ်တဲ့ UGTT လို့ခေါ်ပါတယ် glucose တောက်ပြီးတော့ နှစ်နာရီနေလို့ရှိရင်စီချိုဖောက်ကြည့်ရပေါ့နော်200ကျော်ရင်စီချိုဒါပေမဲ့တရားနဲ့အဲ40ထက်များတယ်ဆိုရင်တော့အကျိုးစီချိုပေါ့နော်အဲ့လိုမျိုးဆိုရင်တော့သူကဒီ OGTT မှာညားနေတာလည်းဖြစ်နိုင်တယ်အဲ့တော့ fasting ကောင်းနေပြီမဲ့ glucose တောက်ပြီးဆက်လို့ရှိရင်ညာနေတဲ့စီချိုလည်းဖြစ်နိုင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ဒီအကျိုးစီချိုရှိလားဆက်လို့ရတယ်နောက်ဆုံးတစ်ခုကတော့ twin twin အစီဓာတ်ပေါ့ ဟိုတော်တော်များများတည်တဲ့ကိုလက်စထရောလို့ခေါ်တယ်။ဒါပေမဲ့ကိုလက်စထရောကြီးပဲမဟုတ်ပါဘူး။သွေးထဲမှာမကောင်းတဲ့အဆီကကိုလက်စထရောရှိတယ်။ triglyceride လို့ခေါ်တဲ့အဆီရှိတယ်။ LDL လို့ခေါ်တဲ့အဆီရှိရပေါ့နော်။အဲ့တော့ဒီအဆီတွေများနေပြီးတော့ကောင်းတဲ့ HDL လို့ခေါ်တဲ့ကိုလက်စထရောနည်းနေရင်လည်းဒါ metabolic health မကောင်းဘူးလို့ပြောလို့ရပါတယ်။အဲ့တော့အကြမ်းမြင့်စစ်မယ်ဆိုရင်တော့ခုနပြောသွားတဲ့ test တွေကိုစစ်ကြည့်လို့ရပါတယ်။တော်လေအကယ်တခါစစ်ပြီးရင်ဘယ်လောက်ကြာကြရင် ပြန်စစ်တည်တယ်လည်းပေါ့ duration တွေပါရှိတယ်အဲ့လိုအဲ့တော့စီးချိုကတော့အချိုစီးချိုဆိုလို့ရှင်တော့မရှိဘူးဆိုရင်စီးချိုမရှိတဲ့လူမှာတော့သုံးနှစ်တစ်ခါပြန်စစ်လို့ရတယ်ကိုလက်စထရောကတော့တကယ်လို့ဆေးပေးမယ်ဆိုလို့ရှင်တော့များလို့ဆေးပေးရလူဆိုသုံးလနေပြန်စစ်တယ်နောက်ပြီးတော့တစ်နှစ်တစ်ခါတော့စစ်လို့ရပါတယ်ဟောဒီမိကွာတော့ဒါဒီလူနာကတော့သူကတော့ဟို CGN နဲ့ပတ်သက်ပြီးသူကတည်ကျင်တာပေါ့နော်အခုဆို CGN လည်းကြော်ညာအကောင့်နေပေါ့နော်ကြော်ညာအကောင့်နေခါကျတော့သူကအဲတဆင့်ထက်တွေးလိုက်တယ်ပေါ့နော် CGN တက်ပြီးတော့သူကစီးကြိုမရှိတဲ့သူတွေစီးကြိုမဖြစ်အောင်ကာကွယ်လို့ရပါသလားအဖေကယက်ဆိုရင်လည်းသူကဘေးကင်းပါသလားဘူးနော်အခုနောက်ပိုင်းပေါ်လာတော့ဒီစီဂျင်မှာနိုင်ငံသားမှာတော့လေသူက insurance ခေါ်တာပေါ့လေ insurance cover ဒီ ਨੇ ဆိုင်နေဒီမှာတော့ကျမတို့ရဲ့ကိုပိုင်း အုံမန်းနီးနဲ့ဆိုတော့တက်ချင်တဲ့လူကတက်တယ်လို့ပေါ့နော်တကယ်တကယ်တော့ CGM ကဘလူလီလူလူတွေတက်တင်လဲဆိုရင်မျိုးစားတက် type 1 diabetes စေရတော့လုံးဝကိုတိုက်ရမယ်အဲ့တော့မျိုးစားနှစ် type 2 diabetes စေမှာတော့ခုနပြောသလိုလက်ထိတ်နဲ့ဒီကွာနေတဲ့အဖြေတွေပေါ့ A1C နဲ့လက်ထိတ်နဲ့ဖောက်တာတွေကမတူမှာစီးကျိုးကလက်ထိတ်ကကောင်းတဲ့ A1C ကများတယ်။အော်ဒီလိုလူမျိုးတွေနောက်ခွန်ကြတော့စီးကျိုးမကြခဏကြသွားတတ်တဲ့လူမျိုးတွေ နောက် insulin ကိုတစ်နေ့၄ချိန်ထိုးတဲ့လူတွေအမျိုးသားနှစ်မှာပဲ၄ချိန်ထိုးတဲ့လူတွေ intensive insulin therapy ခေါ်ရပေါ့နော် insulin ကိုကျွန်တော်တို့ခြားခြားနားနားအဲ့လိုမျိုးထိုးတဲ့လူတွေမှာတော့တက်တယ်ပါတယ်ဒါကတော့တက်ကိုတက်ရမယ်လူတွေပေါ့နောက်တစ်ခုကတော့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့စီဂျင်ကိုသုံးတာတော့အကျိုးရှိတာဘာကြီးလဲဆိုကိုဝင်ဆောင်စည်းကြိုတွေကိုဝင်ဆောင်စည်းကြိုတွေမှာသူကဒီစီဂျင်ကိုတက်လို့ရသွားပြီပေါ့နော်တက်စီဂျင်နဲ့အသုံးတည်တယ်အဲ့လိုတက်ခြင်းအပြင်ကောင်းတယ်ဆိုတာတွေ့တယ် အချိုးစည်းချိုးမှာတော့လက်ရှိမှာတော့သူ့ပေဒနာတွေပြုတ်လုံနေသေးပဲဟိုတိတ်တော့မတိချာတက်ပါလို့တော့မပြောထားဘူးပေါ့နော်တော့ချူစီချူရှိရလူတွေတက်ကြည့်လိုက်ရင်သူတို့တွေကအဲစီချူဖြစ်နိုင်ကြီးကိုကာကွယ်လားဆိုတာတော့အခုလက်ရှိမှာစမ်းသပ်မှုတွေပဲလုပ်နေသေးတယ်။အဲ့တော့ individualize ပဲ individualize ဆိုတာလူတယောက်တူးချင်းစီပေါ်ပဲမူတည်တယ်။သူတို့ကတက်ရမယ်တော့မဟုတ်ဘူးပေါ့။ဒါကိုတက်ရင်ကာကွယ်လားဆိုရင်တိကျတဲ့အဖြေတော့မရှိသေးဘူး။တက်ရင် NDA ဖြစ်လားဆိုတော့ အန်ဒီရဖြစ်လားဆိုတော့အန်ဒီရကြီးတော့မဖြစ်တော့လဲ stress ဖြစ်တယ်ပေါ့။မကုကနန်းကိုကိုတချို့ကကြည်နေပြီးတော့တက်သွားပြန်ပြီးကြာသွားပြန်ပြီးဆိုတော့လူတွေလည်းရှိတယ်။ကျွန်တော်မှတ်မိရယ်ကိုဗစ်ကဟို SPO တိုင်းလို့လေ။အဲ့ဒါတခုနောက်ကတော့ cost ပေါ့ဈေးကြီးတာပေါ့။အဲ့တော့ဈေးကြီးတဲ့ခါကျတော့ဒါကိုတက်ပြီးတော့အကျိုးရှိမဲ့ဟာနဲ့ကိုရဲ့ဈေးနဲ့တော့ပြန်ပြီးတော့သူတို့ကပြန်စဉ်းစားပါလို့ပဲပြောထားသေးတယ်။အဲ့တော့ဈေးတို့မရှိရင်တက်လို့ရလားဆိုတော့တက်လို့မရဘူးလို့တော့မပြောဘူး။ရတယ်လို့ရပါတယ်တက်ပါလို့လည်း မပြောထားသေးဘူးအဲ့တော့အဓိကတော့လူတယောက်တူးချင်းစီပေါ်ပဲမူတည်ရယ်ကိုကကိုရှိတယ်ကိုတိချင်တယ်ကိုတက်ချင်တယ်ဆိုပြီးတက်တဲ့လူကတော့တမျိုးပေါ့နော်ဒါပေမဲ့ခုနပြောဆိုခုကတော့သူစေတနာပဲရှိသေးတယ်ဟိုမရှိသေးတဲ့လူတွေကိုတက်တဲ့အစင်ကတော့ခုနပြောရတဲ့လူတွေအားလုံးကတော့တက်ရင်အကျိုးရှိရယ်ဆိုတာသိကြတဲ့လူတွေပေါ့